ဒီဗီဒီယိုမှာကိုပြလုပ်ထားတဲ့ Saga Graph Animation လေးကိုပြလုပ်နေလို့သိရှိပြီးတော့ကိုကိုပိုင်း idea တွေနဲ့နောက်ထပ်နောက်ထပ်ပိုကောင်းတဲ့ animation တွေလုပ်နိုင်မယ့် idea တွေရဖို့ရည်ရွယ်ပါတယ်။ဒီ animation တွေလုပ်ဖို့အတွက်လိုအပ်တဲ့ online စာသားတွေအခြားသက်ဆိုင်ရာ graphic design တွေကို channel လုပ်ထားပြီးတော့ဒီဗီဒီယိုထဲမှာအဓိကကဒီ graph circle animation လုပ်ပုံလုံးလေးကိုအဓိကရှင်းပြချင်တာဖြစ်ပါတယ်။ဗီဒီယိုအစအဆုံးကြည့်လိုက်ရင် ကိုကိုယ်တိုင်မတူကွဲပြားတဲ့ animation တွေလုပ်နိုင်မှုအတွက်ကွဲပြားတဲ့ animation idea တွေရလာမယ်လို့ကြောင်းချိပါတယ်ခုဒီမှာ slide လေးလည်းတစ်ခုယူပါတယ် insert ထဲကနေ shape စာကလေးတစ်ခုဆွဲမယ် swipe ပုံတီးကြရအောင် shift ကိုဖိလာပြီးဆွဲလိုက်ဒီသူ့ကို shape outline မှာ no outline လုပ်လိုက်ပြီးရင်သူ့ရဲ့အရွယ်စားကိုကျွန်တော်တို့တီးကြကြချိန်ညှိနိုင်မှုအတွက်မြင့်ကအခြေခေါ် point 2ထားလိုက် လင်းမှာတည်တည်ကြကြရှိနေဖို့အတွက် align center align meter ပြီးရင်သူ့ကိုပိုင်းဖြတ်ဖို့ insert ထဲက shape ၄ round ခုကိုတူတူဝတ်တည်တည်ဆွဲဖုံအောင်ဆွဲလိုက်ပြီးရင်စဝိုင်းကို select လုပ်၄ round ကို select လုပ် mouse shape ထဲမှာ subtract အဲဒီတဲ့ channel ချမ်းနဲ့အဲ့ဒီချမ်းကိုပဲ copy ကူဖို့အတွက် control shift ပြထားပြီးတော့ကျွန်တော် backup ကိုဆွဲထုတ်လိုက်မယ်ပြီးရင် ရိုတိတ်ထဲမှာ flip horizon နဲ့ယွင်ပြီးတော့လှည့်လိုက်ပြီးရှစ်ပြီးသားပြီးတော့သူ့ကိုဒီဘက်ဆောင်းပိုင်းနဲ့ဝတ်တိဖြစ်အောင်လာကတ်လိုက်ပြီးကျွန်တော်တို့ကသူ့ထဲမှာအယောင်ရှိနေတာမလို့ခြင်းတဲ့အတွက်ရှိတ်ဖေးမှာ no fail လုပ်လိုက်ပြီးသူ့တို့ကခုလုံးဆက်လက်လုပ်မယ် control ချင်နေပြီးတော့ group လုပ်လိုက်ဒါဆိုရင်ဆောင်းပိုင်းတော့ဆောင်းပိုင်းနေနေရှိနေမယ်တချမ်းက transparent ဖြစ်နေတယ်အခုသူ့ကို animation စလုပ်ကြည့်မယ်။သူ့ select ဖြစ်နေတဲ့အချိန်မှာ animation add animation နဲ့က spin ကို တစ်ခါနှစ်ခါနောက်ထပ်သုံးခါဒီခြွေလိုက်မယ်ဒါဆိုရင် animation ပြင်တဲ့မှာ spin သုံးခါရှိနေမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဘက်ကိုလှည့်ကြတာမဟုတ်ဘူးဘောဘက်ကိုလှည့်ကြတာဖြစ်တဲ့အတွက်ဒီကစား animation အားလုံးကိုစလန့်မှတ်ပြီးတော့ effect option ထဲမှာ counter clockwise ကိုခြွေလိုက်မယ်အေးဒီဘက်မှာကျွန်တော်တို့က group number က3ယောက်စီရှိအဲ့တော့180 degree မှာ3ယောက်ကိုဝေပုံချလိုက်ရင်60 degree စီဖြစ်မယ် ဲ့တော့ဒီဘက်မှာ animation ကတစ်ခါလှည့်ရင်60 degree ပဲလှည့်လို့ရမယ်အဲ့တော့သူတို့သုံးခုဇလတ်မှတ်မယ်အဲ့ဒီပုံမှာ right click other option ပြီးရင်360 counter clockwise ဖြစ်နေတာကိုဝင်ချမယ်360နေရာမှာဇလတ်မှတ်ပြီးတော့60ရိုက်လိုက်မယ် enter နဲ့လိုက်မယ် smooth down ကိုအဆုံးထိထားလိုက်မယ်ဒီရံတားလေးလှည့်ချင်တာဖြစ်တဲ့အတွက်ပါ။ပြီးရင် okay နဲ့အဲဒါဆိုရင်ဒီခါလှည့်ရင်60 degree လှည့်မယ်။ဘုံကလှည့်မယ်။ ဒါပေမဲ့စပြီးတော့မပြခင်မှာဒီဘက်ချမ်းကစောက်ပိုင်းရမြင်နေရမှာဖြစ်တဲ့အတွက်သူ့ကိုမြင်ရအောင်ကျွန်တော်တို့ကဖုံးနှောက်ဖို့လိုပါတယ်။အဲ့ဒီအတွက်သူ့ကို confirmship ဖြစ်လာပြီးတော့ဘယ်ဘက်ကိုဆွဲပြီးတော့ click and drag copy ကို live ပြီးဒီဘက်ချမ်းကစောက်ပိုင်းချမ်းကိုပဲဆက်လက်မှတ်ပြီးတော့ shape format shape ဖေးထဲမှာနောက်ခံတဲ့သူရဲ့အရောင်အပြူရောင်ဖြည့်လိုက်မယ်။နေပါနဲ့ဒီဘက်ချမ်းလေးကိုပဲရောင်ဖြည့်ရမှာဖြစ်ပါတယ်။ပြီးသူ့ကိုဆက်လက်မှတ်ပြီးတော့ကျွန်တော်တို့ shape ဖြည့်လာမယ်။ဒီဘက်မှာပြန်လာပေါက်လိုက်မယ်။ တည်ရကြဖုံးမြောက်ရွှေဝလိုပါတယ်။ဒါတော့အပြင်ဘက်မှာအပြာရောင်လိုင်းလေးချန်နေတာပေးရပါလိမ့်မယ်။အဲဒီကိစ္စကိုပြင်ရှင်းဖို့အတွက်သူ့ right click format shape shape option ရဲ့ line option ထဲမှာ solid line ပြီးရင်အပြာရောင်ကိုရေးပါမယ်။ width မှာ duplicate ထားလိုက်မယ်။အဲဆိုရင်အပြင်မှာမြင်နေရတဲ့ line အပြာရောင်ကပျောက်သွားပြီ။ခုနကဆိုရင် animation play လုပ်ကြည့်တဲ့အခါမှာဒီမှာချမ်းကိုမမြင်ရဘဲနဲ့ဟိုကချမ်းကနေပဲ အဆင်ပြေစားမှာဖြစ်ပါတယ်အခု object တွေကိုခွဲခြားနိုင်ဖို့အတွက်ကျွန်တော်တို့ selection pane လေးကိုဖွင့်လိုက်မယ်ဟုံးထဲက select selection pane ဒီဘောကအုပ်ထားတဲ့ဟာကြီးကိုကျွန်တော်ကမလိုရင်ခဏပယ်ထားဖို့လိုပါတယ်အဲ့တော့သူ့ကို select မှတ်တဲ့ချိန်မှာဒီထဲမှာတွေ့ရတယ် group 77ဆိုတာကိုကျွန်တော်က m marks လို့အတူကောင်းနာမည်ပေးထားလိုက်ဒါကတော့ပထမအဦးဆုံးစာကောင်1ဖြစ်တဲ့အတွက် C1 လို့နာမည်ပေးလိုက်မယ် marks မှာ ျွန်တော်ကပထမရှိတ်ကနေ copy ကိုရတဲ့အတွက် max မှာလည်း animation တွေပါသွားပါတယ် max မှာ animation တွေမလိုအပ်တဲ့အတွက်ဒီ animation တွေကို select မှတ်ပြီးကျွန်တော်လေ့လာလဲပါမယ်ပြီးတော့ max ကြီးကကျွန်တော်လောလောတဲ့အခါမှာ query မှာဖြစ်တဲ့အတွက်လောလောဆယ်ခဏဒီကို highlight ထားလိုက်မယ်ဒါဆိုရင်ဘယ်ဘက်ခြံထွက်လို့ရပြီဒီရှိတ်ကိုပဲ select control shift ပြီးပြီးတော့ get and drag ဘက်ကို save copy တက်ကုန်မယ်ပြီးရင်သူ့ကို shape format rotate ထဲမှာ flip ဟော်ရီဇွန်နဲ့လှုပ်ပြီးတော့လှဲလိုက်။ပြီးရင်ရှစ်ဖြီထားပြီးတော့တွန်းနာကိုဆက်ကလိုက်။အခုကူးလိုက်တဲ့ဆော်ပိုင်းရံမှာပထမဆော်ပိုင်းရံကအတိုင်း animation လေးတွေအားလုံးပါလာပါတယ်။ animation လေးတွေကတော့ထပ်လုပ်စရာမလိုတော့ပါဘူး။အဲဒါဒုတိယဆော်ပိုင်းရံကိုဆက်လက်မှတ်ထားတဲ့အချိန်မှာ selection ပိန်ထဲမှာ C1 လို့ပဲဖြစ်နေတာကိုကျွန်တော်တို့ကမှတ်မိလို့အောင် C2 လို့ပြောင်းလိုက်မယ်။အားချင်းကျွန်တော်တို့ခွဲခြားလို့ရသွားပြီ။ C1 ရဲ့ animation 3ခု run နေတဲ့အချိန်မှာသူကမြင်နေရမှာဖြစ်ပါတယ်။ ဒီလိုပေါ်မြို့မှာဆန့်ကျင်အောင်ဒါရချမ်းကစီတူကြီးဟာပေါ်နေတယ်ကျွန်တော်တို့ကစီတူကြီးကိုပထမစီဘွားရန်နေတဲ့အချိန်မှာမပေါ်ချင်ဘူးအဲဒီဘက်ကြောင့်စီတူကိုဆက်လက်လုပ်မယ်ပြီးရင် animation တွေက add animation တွေကလည်းအပြီးအောင်ရွေးလိုက်မယ်ပြီးရင်သူ့ကို C1 ရဲ့ animation တွေအောက်ဆုံးမှာရွှေ့ထားလိုက်ပါမယ်ပြီးရင်သူ့ရဲ့ကြာမြင့်ချိန်က auto ဖြစ်နေပါတယ်ကြာတဲ့ C1 ရဲ့ animation လေးတွေကိုကြည့်တော့ နှစ်ဆက်ကံမှာ C2 ရဲ့ animation တွေကလည်းနှစ်ဆက်ကံမှာအဲ့တော့ C2 က animation ထည့်လိုက်ပြီးဖြစ်တဲ့အတွက် C1 ကနေမတိုင်ခင်မှာတော့ပေါ်လာမှာမဟုတ်ပါဘူးဒါပေမဲ့ C1 နောက်ဆုံးခါနဲ့အတူပေါ်လာဖို့လိုပါတယ်ပေါ်လာတဲ့ခါမှာလည်းနောက်ကျနေလို့မရဘူးဆော်လို့မရပါဘူးအဲ့ဒါကြောင့် C1 နေကနှစ်ဆက်ကံကြာရဆိုရင်သူ့ကိုလည်းနှစ်ဆက်ကံလို့သတ်မှတ်ပေးရပါမယ်ပြီးရင်နောက်ဆုံး C1 နဲ့အတူတပြိုင်တည်းလှုပ်လှုပ်လို့လာဖြစ်တဲ့အတွက်သူ့ကိုဆက်လာမှာသာပြီးတော့ on clip မဟုတ်ပဲလည်း with previous ကိုရွေးထားလို့ရပါတယ်။အဲ့တော့ mask ကိုဖွင့်ပြီးတော့ listen ကြည့်အောင်။အဲ့လိုကြည့်ချနိုင်မယ်။နောက်ချနိုင်မယ်။နောက်ချနိုင်မယ်။နောက်ချနိုင်ရင်ဟုတ်ပြီ။ကျွန်တော်လိုချင်တာဒီတိုင်းပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာဒီနေရာမှာအလယ်မှာမြင်းချောင်းကြီးပေါ်လေတယ်။အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အခုလောက်ကြာရအောင်။လေမှာဖြူမြင်းလေးပေါ်နေရတဲ့အကြောင်းက mask က တောက်မသွားလို့ဖြစ်ပါတယ်။ long mask ကို slide လုပ်မယ်။ head animation နဲ့ကနေ disappear ကိုရေးမယ်။ပြီးရင်သူ့ကိုကျွန်တော်က C2 ရဲ့ appear အောက်မှာသွားထားလိုက်ပါမယ်။ပြီးရင်သူ့ကို start after radius လို့တောင်းလိုက်မယ်။စဉ်းကြည့်သွားပြီလားကြည့်ရအောင်။ခဏနဲ့လည်းကြည့်လိုက်မယ်နော်။နောက်တစ်ချက်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 လုပ်တဲ့အခါမှာပြောင်းပေါ်သေးလား။ပေါ်တော့ပါစင်ရပြီ။ ဒါဆိုရင်တော့ကျွန်တော်တို့ပုံလေးတွေ graphic လေးတွေထည့်ဖို့ပဲလိုတော့တယ်အဲ့တော့ home slide ကိုသွားလိုက်မယ်ဒီ graphic ပုံရဲ့ဒါလေးတွေရဲ့ပြီးတော့အောက်ကစာလေးရဲ့ပြီးတော့အလဲရပုံလေးရဲ့ copy ကိုလိုက်မယ်ပြီးရင် home slide ကိုသွားပြီးတော့ paste လုပ်လိုက်မယ်ကျွန်တော်စာရရဆင်းရဲကြအလဲစံတာကြအောင်ဒီရှာလုပ်ခဲ့တဲ့အတွက်စာရရအဆင်ပြေပါတယ်အဲ့ဒီ selection ပိန်ကြီးခဏပိတ်လိုက်မယ်ဒီဒီဘက်ချမ်းကနံပါတ်ပုံရောက်ကိုဆက်လက်မှတ်ပြီးတော့ အဲ့ဒီလိုရှင်းလုပ်မယ် fly ရလုပ်မယ်ပြီးရင်ဘယ်ဘက်ခြမ်းကနေဝင်ချင်တာဖြစ်တဲ့အတွက် alpha option နဲ့မှာ from left လို့ရေးလိုက်မယ် animation သုံးခုလုံး select ဖြစ်နေတဲ့အချိန် animation ပေးနေမှာသူတို့ပုံမှာ right click alpha option သုံးတန်းကိုဆုံးဖြတ်ထားလိုက်မယ်ပြီး okay နဲ့လိုက်မယ်ဒီဘက်က circle ရဲ့ animation ကိုလည်းကျွန်တော်က၂ဆက်ကန်ထားရတဲ့အတွက်သူတို့အားလုံး ရှင်ကိုလည်းစတဲ့လို့ပါမလိုက်မယ်။ပြီးရင်ဒီမှမကစီဝမ်းရဲ့ပထမအဆုံးလှည့်တဲ့အချိန်မှာလူလူချိဖို့လိုတာဖြစ်တဲ့အတွက်သူ့ကိုလွန်ရွှေ့ပြီးတော့ဒီနားမှာထားလိုက်မယ်။ပြီးရင် with previous လို့ပါမလိုက်မယ်။ဒုတိယမှာကိုဆက်လက်လုပ်မယ်။သူ့ animation ကိုလည်းဒုတိယနေရာရဲ့အောက်နားမှာသာထားမယ်။ပြီးရင် with previous လို့ပါမလိုက်မယ်။တတိယမှာကိုဆက်လက်မှာသူ့ကိုလည်းတတိယနေရာရဲ့အောက်မှာသာထားမယ်။ ပြင် with previous လို့ခဏနေ။ဒီဘက်ချမ်းက member ကိုဆက်လာမှလိုက်မယ်။ animation နဲ့မှာ flying ရွေးမယ်။ other option နဲ့မှာ from right လို့ရွေးလိုက်မယ်။ပြင်တို့အားလုံးရဲ့ခြာပြင်ချိန်ကိုဒီနေရာမှာ20စက္ကန့်လို့တမလိုက်မယ်။ပြင်တို့အားလုံးမှာ right click other option မှာ smooth and ကိုဘဘကနဲ့တူအောင်အဆုံးလေးတမလိုက်မယ်။ဒီ slow down မျိုးဖြစ်လာမယ်။ဒီ member ကိုဆက်လာမှမယ်။ သူ့ကိုစီတူရဲ့ဒုတိယနေဟောင်းမှာထားမယ်။ပြီးရင် start with previous လို့ထားမှာ။ decimal မြောက်နံပါတ်ကိုဆက်လက်မှတ်မယ်။သူ့ကိုစီတူရဲ့ဒုတိယနောက်ရဲ့အောက်မှာထားမယ်။ start with previous လို့ထားမှာ။ဒါကတော့ရွှေ့စရာမလိုတော့ဘူး။နောက်ဆုံးခုကို start with previous ဟောင်းရလာချင်အောင်မဟုတ်ဘူး။ start with previous လို့ထားမှာ။ဒါနောက်ဆုံးစဉ်းစားကြည့်အောင်။အဲလိုကြည့်ချင်နေမယ်။ Mr. Henry. 阿贝尔，比索，阿贝尔，Paul，斯图兰曼白亚，Miss White，阿要鸟个，Mr. Sleepy，阿松鸟个咯，Mr. Head 就白嘞，在这里 animation 里，阿明在比索那白嘞。